အမျိုးများလုံးမင်္ဂလာပါဗျဒီနေ့က23ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျဦးဇင်းတို့မိထီလာမှာ ဖြစ်သွားတဲ့မလိုင်ရဘုံမှုနဲ့ဟောမလိုင်ဘုံမှုနဲ့ဒီမိထီလာကပတ္တရကောင်းဆောင်ဇုံထွင်းတို့ရဲ့အကြောင်းလေးကိုဒါဦးဇင်းပြောပြချင်လို့ပါဗျာနော်ဘာလို့ပြောပြချင်တာလဲဆိုလို့ရှိရင်ဒါဒီတရေကတော်တော်များများလဲ live မှာက เนาะဒုဘုံမူကြီးဝေဖြိုးအောင်ပေါ့เนาะဝေဖြိုးအောင်နဲ့မလိုင်ကဟိုပါပေါ့เนาะဇောထွင်းတို့ရဲ့ဖြစ်စဉ်ကဘယ်တော့မှဖြစ်တာလဲဆိုလို့ရှိရင်29ရက်3လပိုင်း2000ထဲမှာ25ကနေဖြစ်တာเนาะ29ရက်အဲ့နဲ့ဖြစ်တယ်ပေါ့ဗျာအဲ့နဲ့ဖြစ်တော့ဖြစ်ဖြစ်ရှင်နောက်နေ့မှာဥစဉ်တူဒီသူတို့ရဲ့ဒါကတော့ထွင်းတို့ရဲ့ဒါဆရာတော်ကတော့တောင်းတာလေးဆရာတော်တောင်းတာလေးဆရာတော်ဖြစ်တယ်။ဦးမင်းရဲ့ဖုန်းနံပါတ်ကိုမယူမွေကနေတဆင်ပေးလိုက်ပုံကြမယူမွေကနေမှာတဆက်စစ်တယ် ်တဲ့ခါမှာအကျိုးအကြောင်းပြောပြတယ်ပေါ့အကျိုးအကြောင်းပြောတာဒီလိုဖိုင်လဲဥစဉ်စီကိုပို့လိုက်တယ်နော်ဒီလိုဆရာတော်စီလဲပို့ရေပို့မှာပေါ့နော်အပို့လိုက်တဲ့အခါမှာဥစဉ်ကနေမှတကောတုံးတက်လိုက်တယ်ဟုတ်ပြီဒါဘုံမှုမသွားကြီးဘုံမှုမသွားကြီးဖြစ်တဲ့အတွက်ကြောင့်ပမလိုင်ရဘုံမှုစီဥစဉ်ချက်ချင်းဖုံးဆက်တယ်နော်မလိုင်ဘုံမှုစီကိုဆက်တယ်ဒကာကြီးဒါတော့ဒလုံးမထီလာမှာဒလုံးလုံးဖြစ်သွားတယ်ဒီဖြစ်စင်မှာတော့ဒကာကြီးမူးလိုပဲဖြစ်ဖြစ်ဒကာကြီးအကြောင်းမမို့ကြောင့်ဘလုံးပဲဖြစ်ဖြစ်ဖြစ်စင်အလုံးကိုတုံးတက်လိုက်မယ်ဆိုရင်ဒကာကြီးမားတယ်ဒကာကြီးမားတယ်အဲ့ဒကာကြီးမားတဲ့အတွက်ကြောင့်ဒကာကြီးတောင်းပန်ရမယ်အချင်းချင်းနေမကောင်းဘူး ်နော်သူလည်းကောင်းပါတယ်အဲ့ဒီဘုံမူလည်းချက်ချင်းလည်းငင်းတောင်းမှန်တယ်နော်တောင်းမှန်တယ်တောင်းမှန်တယ်တောင်းမှန်တာတောင်းမှန်နော်အဲ့ဒီပထမဆုံးဖုံးဆက်တယ်အဲ့ဘုံကတက္ကသိုလ်ထုတ်စီဖုံးဆက်တယ်ဖုံးအကော20စိတ်လောက်ရှိမှထင်းတယ်နော်ဖုံးဆက်တယ်ဖုံးဆက်တော့မရဘူးပေါ့ဗျာမရတော့သူဒီကမိဋ္ဌိလာကတက်နေမှုတက်နေမှုဒုတက်နေမှုအစင်တော့ရှိမှထင်းတယ်နော်အဲ့ဒီတက်သေးကတက္ကသိုလ်ကလည်းဥစ္စာဖုံးလိုက်တယ်တက္ကသိုလ်တော်တော်လို့ရှိတယ် เนาะရုံးမှာတောင်းမှန်ဖို့အတွက်မလန်းဘုံမှာလာမယ်အဲဒကာကြီးသူ့ကိုလည်းခေါ်ပေးလိုက်ပါအဲဒကာစောကြီးထွေးနေတယ်ဥစဉ်ဖုံးဆက်ထားတော့လုံးဝမကင်တော့ဘူးဥစဉ်ပြောချင်တာကဒကာကြီးရဲ့လို့အချင်းချင်းမဲ့သူကပဲဗျာမှားတယ်မှားလို့ဝင်ခိုင်းတာကိုကရန်သူတွေမှမဟုတ်တာမိတ်ဆွေတွေပဲအဲ့တော့မှားတယ်သူကသူအမအကိုတူတီလို့တောင်းမှန်တာပဲခွင့်လွှတ်ပေးလိုက်ပါအာတပိတော့လုံးဝခွင့်မလွှတ်နိုင်ဘူးဗျာတဲ့တပိတော့စာရိုက်လဲစီပြီးပြီတဲ့နောက်ဆုံးဥစဉ်ကဒကာကြီးရဲ့လို့အတက်နေရနေတစ်ဆင့်တောင်းမှန်ခိုင်းမှာတောင်းတွားပြီလဲတောင်းမှန်တယ်အဲ့တော့ခွင့်လွှတ်မဲ့ဘာညာတော့မဟုတ်အထက်ပဲစတင်မဲ့ပေါ့ဗျာသူတင်တဲ့စာတွေကိုလည်းဥစဉ်စီကိုပို့ထားတယ် တို့ဒီတိုက်တင်မှာပေါ့နော်အဲ့ဒါဥသိန်းနဲ့လုံးဝဆက်တွေ့လို့မရတော့ဘူးတောင်တာလေးနဲ့ပဲတိုက်မယ်မှာပေါ့တောင်တာလေးနဲ့ပဲလုံးမှာပေါ့တို့တို့ဆရာဒါဆိုရင်ခင်ဗျာဘာဖြစ်လို့ကျုပ်စီကိုဖုံးဆက်နေရတော့လို့တောင်တာလေးရှိနေရဘာဖြစ်လို့ကျုပ်စီကိုဆက်တွေ့နေရတော့လို့တို့ကအချင်းချင်းနေမလိုအပ်တာတွေမဖြစ်အောင်ဒါကြီးကအတေပြက်နိုင်သွားလို့ရှိရင်သူများပြောစရာဖြစ်မှာဆိုလို့လို့သူများတွေကအမျက်ထုတ်သွားမှာတစ်ဖက်ကနေအမျက်ထွက်သွားမှာလို့အဥစင်းနဲ့ဆက်တွေ့မှုမရတော့ဘူးပေါ့ဗျာနော်အခုဦးစောယူထွေးရဖန်ခံရတော့ဒါပဲမယူမွေးဘုံကြီးရဲ့အခုကုညီးပေးလိုက်ပါဦးနဲ့လူတို့တဲ့အဥစင်းကအကောင်လုံးတုံးတက်လိုက်တယ် တုံးတက်လိုက်တယ်ပြုစစ်စစ်မှုထဥပဒေနဲ့ပတ်တဲ့ဥပဒေပြเนาะအကုန်တုံးတက်လိုက်တဲ့အခါမှာဘာဖြစ်လို့905နဲ့ဆွဲရတာတော့ဒါဥစဉ်တုံးတက်ပြီလေဘာဖြစ်လို့905နဲ့ဆွဲရအောင်ဆိုတော့အဲ့မှာဥစဉ်တို့စီဒီရှားရောက်လာတဲ့အခါမှာအရှေ့ရရှင်းရှင်းလေးအကုန်လုံးတုံးတက်ပြီးတဲ့အခါမှာဥစဉ်ကသူ့ရဲ့ကိုစောထွေးအမကလည်းဆက်တွေ့တယ်ဒကမကြီး ဒီတက်မှာတရားတေကနေဥပမာဆိုကြပါဆိုဗျာလို့တရားတေကနေခမရဗျာလို့ဒီရပြည်သူစဥပဒေနဲ့ပြထိုင်းနဲ့ဘာညာစားတယ်လက်စားတယ်ဘာဆိုရင်တော့မှဗျာလို့ခမရအဲ့ဒီဘယ်ဘုံမူကစားတယ်ဘယ်ဘုံမူကဘလို့ဘလို့ပတ်ဆိုင်ယူလဲဆိုပြီးလောက်ရမှာလို့အခုကတက်ကြီးတစ်ခုလုံးပါလို့တက်ကမှန်း905နဲ့ဆွဲရလားမသိဘူးလို့အဲ့လိုဘာလို့လဲဆိုတော့နာမည်မပါဘူးလေတက်ကြီးတစ်တဲလုံးကိုသူကပြောလိုက်တာဟုတ်အဲ့လို905နဲ့ဆွဲရဆိုရင်တော့ဦးစင်းတို့လည်းတောင်းပန်ပြပါမယ်လို့ဒီ905နဲ့မဆွဲဘူးပေါ့နော်ဒီတကာကြီးတွေကိုလည်းသူတောင်းပန်ရင်တော့ချင်းချင်းနေပဲလို့ကြေးမှာပေါ့ဒါလည်းဦးစင်းကပြောပြလိုက်တယ် ောင်တာလေးဆရာတော်ဥစဉ်ဆက်တဲ့အခါမှာတော့တော်ကြီးအဲ့လိုဟာရှိတယ်တကယ်လို့ဘုံမူဘဒူကဘဒူကလက်စားတယ်ဘုံမူဘဒူကစစ်မှုထားဥဒီမှာဘလောက်ဘလောက်ယူရဲဆိုရင်တော့တပည့်တော်ကဒီငါရဲ့ဥပဒေနဲ့မညီဘူးဖျားလို့အဲ့လိုမဟုတ်ဖက်နဲ့နာမည်မပါဘဲနဲ့တက်အကိုရေးလိုက်တယ်ဆိုရင်တော့ဒဏ်တပည့်တော်ညှိနိုင်တဲ့အနေထားရှိတာပေါ့လို့အဲ့တော့တပည့်တော်ဖျားလို့ဘလောက်လားအရှင်းရှင်းလေးဥစဉ်တော်ကကဲနိုင်ရှင်သွားပြီးတောင်းပန်မယ်တောင်းပန်လို့မရရင်လုံးတင်လောက်တိုက်တာလုံးမယ်အချင်းချင်းနေရန်သူမဟုတ်ဟုတ်လားရှင်းရှင်းနေရန်သူမဟုတ် ဒါနဲ့အခုပြောတာနဲ့ပတ်သက်ပြီးအားလုံးကပြည်သူ့ဆွေအားလုံးဥစဉ်မုံကြီးမုံလိုက်မယ်ဒါဥစဉ်အမှန်တရားအမှန်တရားကိုပြောတာတချို့တရင်ဌာနတွေမှာတွေ့တယ်ဘာတွေ့ရလဲဆိုအဲ့မလိုက်ရဘုံမှုကလည်းမလိုက်မှနာမည်ကောင်းရှိလားဆိုမလိုက်မှနာမည်ကောင်းမရှိဘူးเนาะအဲ့ဘုံမှုကဥစဉ်လိုက်ဆရာလည်းအကြောင်းမရှိဘူးလိုက်လိုက်ဆရာလည်းအကြောင်းမရှိဘူးဒါဥစဉ်အမှန်တရားကိုပြောကြခြင်းဖြစ်တယ်မလိုက်မှလည်းသူနဲ့ပြည်သူလူထုကြမှာနာမည်ကောင်းမရှိဘူးเนาะဒါမလိုက်ရင်ပြည်သူလူထုရဲ့ကြောစကားပေါ့ဗျာတချို့ကဒီမလိုက်ဘုံမှုနဲ့ဥစဉ်တို့ပတ်သက်စာကောင်းဆောင်နဲ့ရန်ဖြစ်တယ် 24နှစ်ရည်တွင်မှာဖန်ခံရတယ်ဆိုတဲ့တဲ့ကမှားတယ်ဆိုတဲ့အကြောင်းဦးဇင်းကပြောချင်တာမလိုက်ပုံမှုနဲ့ဖြစ်လို့ဖန်ခံရတယ်ဆိုတာနဲ့ဒီပုံမှန်မှာ905နဲ့မဆိုင်ဘူးဆိုတာဦးဇင်းကပြောချင်တာနော်။ဘာဖြစ်လို့မလိုက်ပုံမှုနဲ့ဖြစ်တာက29ရက်3လပိုင်း2000နဲ့မှ25ဖြစ်တယ်။အခုက73ရက်5လပိုင်း2025မှာဖြစ်တယ်။အဲ့တော့ပြောချင်တာကလုံးဝလုံးဝမဆိုင်ဘူး။ဒါပေမဲ့မဆိုင်နိုင်ငံရေးဒီ ဖြစ်သွားတဲ့အကြောင်းမှာတော့ဟိုဘက်ရက်ွက်ကတော့ဒါဒီအမျက်ထော်တော်တာပေါ့ဗျာဘောကဘုံမှုတွေကဘာညာအနာရှင်းစမ်းနေအဲ့ဒီဘုံမှုဒီဟာနဲ့ပတ်သက်ပြီးတော့သူကတောင်းမှန်တယ်အဲ့တော့တိုင်တဲ့ခါမှာအေးမယူတာအေးယူတာတိုက်ရဲ့အလုတ်တိုင်မှုတွေရဲ့အလုတ်စစ်တပ်ရဲ့အလုတ်ဒါနဲ့ဒီ905နဲ့ဒီဘုံမှုနဲ့မဆိုင်မှုဆိုတာကိုအားလုံးပြောချင်တာဖြစ်တာက29ရက်3လပိုင်း2025မှာဖြစ်တာကိုစောဦးထွန်းတို့ဖြစ်တာက73ရက်5လပိုင်း2025မှာဖြစ်တာဘာပဲပြောပြော905နဲ့ဆွဲတဲ့ပုံမှန်ဒီဥစဉ်တော်အမြင်တုံးတက်ရမယ်ဆိုရင်တော့ အချင်းချင်းတွေပဲခေါ်ယူဆုံးမရင်ရတဲ့အနေထားကိုမှားတယ်လို့ပဲဦးစင်းတော့တော့တုံးတတ်ချင်တယ်မှားတယ်လို့ပဲတုံးတတ်ချင်တယ်ကိုစော်ယူထွက်နေနေဘာတစ်ခုမှားရလဲဆိုရင်ဒီတက်မှာပေါ့ဗျာဥပမာဆိုကြပါစို့တက်နာမည်ကိုမထက်နာတက်နာမည်ကိုဟိုမထက်တင်တာပေါ့ဗျာနော်တက်နာမည်ကိုဦးစင်းတော့တက်နာမည်မထက်ပဲနဲ့တကယ်လို့များအဲ့ဒီနေရာမှာဘုံမှုဘဒူဘဒူဘဲဝါပါဆိုထည့်လိုက်ရင်ပို့ပြီးမှကောင်းတယ်လို့ဦးစင်းတော့တော့တုံးတတ်ချင်တယ်ဗျာနော်ဒါဦးစင်းတို့စီမှာကတော့စားတွေကတော့အကုန်ရှိပြီးသားပါ အဲ့တော့ဦးဇင်းတို့တက်ရနာမည်ကတော့တရမက်ရှိလာတက်မတရတည်လို့ပဲထင်တယ်ဗျ။စာရီကတော့ဦးဇင်းစီမှာတော့အများကြီးပို့ထားတာရှိတယ်နော်။အဲ့ဒါနဲ့ဦးဇင်းတို့ကပတ်သက်ပြီးမှဒါကနိုင်ငံရေးမှာဒီတိုက်ဆိုင်မှုလားဘာလားတော့မတည်ဘောဗျာနော်။အမျက်ထုတ်သွားတာကတော့ဟိုဘက်ရက်ကွက်ကလူတွေအမျက်ထွက်သွားတာတော့အမှန်ပဲဗျာနော်။ဒါ line ပေါ်မှာဘယ်သူကစတင်နေဆိုတာလဲဦးဇင်းတို့ကတော့သိပါတယ်ဗျာနော်။ဘာဖြစ်လို့ဆိုတော့ဦးဇင်းတို့ကဒီတိုက်ဆာကဒီကစက်ပြီးမှမပေါင်းဘူး။တပိတ်စခန်းမှာကတည်းကဦးဇင်းတို့2000နာမှာစက်ခွင်တပိတ်စခန်းမှာကတည်းကဘယ်သူကဘယ်ကိုတော့ကဘယ်သူဘယ်သူကဘယ်လိုဘယ်လိုအမျက်ထွက်သွားတယ်ဆိုတာဦးဇင်းတို့ကတွေ့ပြီးသား။ ဦးစင်းတော့အတွက်ပြီးသားအဲ့တော့ဦးစင်းတော့ဝေးဝေးကနေတည်းမပေါ့ဘူးတိတ်ပြီးမှမဆက်ဆံဘူးဒါပဲအခုတပိတ်စကားမှာအာဘောဟာဝတန်းစင်းတော့ဘလူတော့ဘလူလောက်ပါလေထောင်ကထွက်လာတော့ဘလူဖြစ်တယ်ဘလူတွေဘလူဘလူရတာမသာဦးစင်းတော့တွက်ပြီးသားနော်အဲ့တော့ဦးစင်းတော့ဝေးဝေးကလည်းရှောင်းတယ်အဲ့တော့အချင်းချင်းနေအေးစစ်စစ်ပြရမယ်ရာဟုတစ်ဖက်ကအမြတ်ထွက်သွားတာတော့မကောင်းဘူးပေါ့ဗျာနော်တချို့ကပူပူနွေ့နွေ့ကြီးဖမ်းပြီးတယ်ပူပူနွေ့နွေ့ပြည်သူစစ်တွေနဲ့ပတ်သက်လာလို့ရှိရင်ဦးစင်းကပဲရှေ့ကမမရမမရက်တီးပြီးမှအမုန်းခံခဲ့တာရှေ့ကနေမမမရက်တီးပြီးမှရင်ဆိုင်ခဲ့တာဆိုတာလေ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူစစ်တီရောမန္တလေးမှာရှိတဲ့ပြည်သူစစ်တီရောအားလုံးအတီးဆုံးပါဗျအားလုံးတော်ပါပဲဗျ Thank you